ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့17ရက်5လ2025နှစ်အဲ့ဒီရက်နေရာဆိုလို့ရှင်တော့ကစုံလာပြည့်နေ့ဖြစ်တယ်ကစုံလာပြည့်နေ့ဆိုတာကကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာဘောဓိညောင်ပင်ကိုရေတုံးလောင်းတဲ့နေ့ပေါ့နော်အဲ့တော့ရေတုံးလောင်းတဲ့နေ့အဲ့လိုမျိုးမှတ်လိုက်ပြ အဲ့တော့အဲ့ဒီကစုံလာပြီးလာပြည့်နေမှာကိုစုံကျင်တဲ့သူကိုเนาะရည်ွယ်ပြီးတော့ရည်သွန်းလာမြတ်စွာဘုရားမှာလည်းရည်တက်ပဲပြီးနောက်ပြီးတော့ဂျူတိုင်းနေမှာလည်းရည်တက်ပဲပြီးနောက်တစ်ပင်ကြီးကြီးဘောဓိညောင်မှာမဟုတ်ဘောဓိညောင်ပဲမှမဟုတ်ဘူးတစ်ပင်ကြီးကြီးကိုသွားပြီးတော့ရည်လောင်းရင်လည်းရတယ်စဉ်းစားကြည့်မယ်ဗျာအဲ့တော့ရည်လောင်းတယ်ဆိုတာကဘောဓိညောင်ပဲတစ်ပင်တည်းကိုကွက်လောင်း လောင်းရမှာတော့မဟုတ်ဘူးပြဗျ။ဘာကြောင့်လဲဆိုတော့ဒီချိန်ဒီခါကပူပြင်းချောက်တွဲတဲ့ຢာသီလည်းဖြစ်တယ်။အဲ့တော့တစ်ပင်ကြီးတွေပေကြီးမှာစိုးလို့ရေတက်ခန်းချောက်နေတဲ့တစ်ပင်တွေများသောအားဖြင့်ပေါ့နော်။တစ်ပင်ကြီးတွေဘာကြောင့်လဲဆိုတော့ဒီတစ်ပင်ကြီးတွေကိုငှက်ငှက်တဲ့တောင်းဟာမိကိုပြီးတော့နေတယ်။ကျင်းငှက်တရဝါတွေအဲ့ဒီအပင်ကြီးမှာလည်းတစ်ပင်ဆောင်တဲ့လည်းရှိမှာပေါ့နော်။ အဲ့ဒီအတွက်ကြောင့်အဲ့ဒီအပင်ကြီးသေးမှာဆိုတဲ့အတွက်အတွက်ကြောင့်ဒီတစ်ပင်ရဲ့အရေးအောက်မှာကြီးငှက်တွေမှာမဟုတ်ဘူးလူတွေလည်းအရေးခိုးတယ်တလိဆန်တွေလည်းအရေးခိုးတယ်အဲ့ဒီအတွက်ကြောင့်ဒီအပင်ကြီးအသက်ရှင်ပါစေဒီအပင်အောက်ကိုရောက်လာတဲ့လူတွေအားလုံးစိတ်ချမ်းသာပါစေအေးချမ်းပါစေဆိုတဲ့ပုံစံမျိုးနဲ့ရေလောင်းရရေလောင်းကြရင်မကောင်းဘူးလားအဲ့တော့ဗုဒ္ဓဘာသာမှမဟုတ်ဘူးအခြားဘာသာဝင်တွေကလည်းအဲ့ဒီအတိုင်းပဲပေါ့ ကိုယ်အရင်ပေးတဲ့အပင်ကြီးအဲ့ဒီအပင်အေးချမ်းပါစေတက်ဆိုးရှိပါစေလေတံမိုးတံရေတံအတလို့ဟာမှုကနေတဘာဝဘေးအန္တရာယ်ကနေလဲလုကင်းပါစေဆိုပြီးတော့အဲ့တိုင်းဆူတောင်းဆူတောင်းပြီးတော့ကိုယ်မှာကြုံတွေ့နေရတဲ့ပူပင်တော့ကလည်းညင်းအေးဖို့ကိုယ်စုံခြင်းတဲ့သူနဲ့အမြန်ဆုံးစုံနိုင်ဖို့အတလို့ဟာမှုလေးလုပ်ကြည့်မကောင်းဘူးလားအရာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ ကိုစုံကျင်တွေ့ကျင်တဲ့သူနဲ့ပတ်သက်ပြီးလို့ရှင်အမြန်ဆုံးရက်ပညာရက်မကြညောင်းပဲစုံနိုင်မှာပေါ့ဗျာဒါကတော့ကျွန်တော်ရဲ့စိတ်ကူးလေးပါပဲအဲ့တော့အဲ့ဒီအတိုင်းလေးလုပ်မယ်ဆိုလို့ရှင်တော့ဒါတဘာဝနီးလန်းကြပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာကတော့ဒီဘောဓိညောင်မီအောက်မှာဖျားကြင့်ကြအထုတ်တယ် အဲ့တော့တရားတွေကြင့်ကြအားထုတ်တယ်ဂေါရမမြတ်စွာဘုရားကအဲ့ဒီဟာမျိုးရည်ရွယ်ပြီးတော့လောင်းတာပေါ့နော်ဒါကတော့ရိုးရိုးရှင်းရှင်းလေးကျွန်တော်တွေးကြည့်တာပေါ့နော်အဲ့တော့စာလေးပေတဲ့ဟာတွေမပါဘဲနဲ့ရိုးရိုးရှင်းရှင်းလေးကျွန်တော်တွေးကြည့်တာအဲ့တော့ကျန်တဲ့လူတွေကလည်းအဲ့ဒီတိုင်းလုံးလို့ရနိုင်တာပေါ့နော်ဒါကတော့ကျွန်တော်ဖြက်လို့ဖြက်စည်းလောက်တာမဟုတ်ပါဘူးဖြက်လို့ဖြက်စည်းဆိုတာကတော့ကျွန်တော်တို့ကစုံညောင်ရေသွုံးပွဲ ကစုံညောင်ရေသွန်းတဲ့အကြောင်းအရာကိုဖြစ်လို့ဖြစ်စီလောက်တာမဟုတ်ပါဘူးအဲ့တော့သူတို့ကအဲ့ဒီနီးနဲ့သုံးရင်ကျွန်တော်တို့ကနောက်တဲ့နီးတနီးကိုစဉ်းစားကြမှာပေါ့ဘာကြောင့်ဒီချိန်ကြမှာနော်ဒီ body ညောင်မီကိုရေလောင်းအရေလောင်းကြတာလဲကစုံလားပြိဗုဒ္ဓနေလို့သူကတတ်မှတ်တာပေါ့နော်ဖွာတဲ့နေ့ရလဲဘလို့နေ့ပြန်လုံတော်မူမူတဲ့နေ့ရလဲဘာနေ့နောက်ပြီးတော့ရှင် ဖျားဖြစ်တဲ့နေရာလဲပါနေအဲ့လိုဟာမျိုးတွေများရည်ဝဲတာလားအဲ့လိုဟာမျိုးတွေအထိမ့်မှန်လောက်တာလားအဲ့တော့ကျွန်တော်တို့ကအိုက်တိုင်းမစင်စားဘူးဗျာပူပြင်း၆တွေ့တယ်ဒီရာဒီရာနော်မေလငါမေလ10ရက်ဆိုတာကပူပြင်း၆တွေ့တဲ့အချိန်ခါပေါ့အဲ့ဒီအတွက်ကြောင့်အဲ့ဒီအပင်သေသွားမှဆိုးတဲ့အတွက်ကြောင့်သူကရေသွန်းလောင်းတာပါပဲကျွန်တော်တို့အိုက်တိုင်းတွေးပါလေဗျအဲ့တော့မိတ်ဆွေတို့လည်း အဲ့ဒီအတိုင်းလေးကိုညံရှိသလိုသုံးပေါ့နော်ရှေ့လူတွေကတော့ဒါဆိုပြီးတော့သူကပြောတယ်ကျွန်တော်တို့တွေကတော့အဲ့တိုင်းမဟုတ်ဘူးထွင်မယ်ဗျာစဉ်းစားမယ်ဗျာတွေးမယ်ဗျာကိုညံမီတလောက်တွေးမယ်အလကားမထားနဲ့ကိုရဲ့အုံနောက်ကိုတွေးအဲ့တော့သူတို့ဘာကိုဆိုလိုတာလဲဘာကိုရည်ရွယ်တာလဲဆိုတဲ့ဥစ္စာကိုတွေးဖို့အရေးကြီးတယ်ဗျာကဲဒီလောက်ပါပဲเนาะအဲ့တော့စုံရင်တွေ့ခြင်းတဲ့သူတွေကတော့ပြန်စုံခြင်းတဲ့သူတွေကစုံလာပြင်းနေပါ ညံရှိသလိုအတုံးချကျွန်တော်ကြော်စိမ်းဖန်ပါအဲ့တော့ကစုံလားပြေးနေသူ့ရဲ့စုံကျင်တဲ့သူ့ရဲ့မွေးနံတောက်မှလည်းသွားပြီးတော့ရေတက်ပဲယူတိုင်းကိုလည်းရေတက်ပဲเนาะအဲ့ဒီအတအတိုင်းလုံးမယ်အဲ့တော့ကိုယ့်ရဲ့မွေးနေ့အရက်ပေါ့เนาะကိုယ့်ရဲ့ကိုနေထိုင်တဲ့ကိုယ့်ကြာသာပိသားဆိုကြပါစို့အနောက်ဆူးဆူးအရက်မှရှိသောတစ်ပင်ကြီးပေါ့အဲ့ဒီတစ်ပင်ကြီးကိုသွားပြီးရေလောင်းပေါ့အဲ့တော့ကိုယ့်ချစ်သူကတင်းလာတင်းလာသားဆိုကြပါစို့ အဲ့တင်းနာသာကြော်စင်ဟင်းလေးနဲ့ဆုံးကျင်နဲ့ဆိုကြပါစို့အဲ့တော့တင်းနာတင်းနာသာကြော်စင်ဟင်းနဲ့ဆုံးကျင်ရင်အရှိအယက်မှရှိသောတင်းလာအပင်တင်းလာနံဆိုတာကကာကြီးခါခွေကားငယ်ကာကြီးငါကာကြီးဆိုကျွန်းပင်ကုကုပင်ပေါ့ခါခွေဆိုခရီးပင်ပေါ့ကားငယ်ဆိုလို့ရှိရင်ကန်းကော်ပင်ပေါ့နော်ကာကြီးဆိုတော့ကာကြီးဆိုတော့အဲကာကြီးပင်ပေါ့ငါဆိုတော့อืม အဲ့တော့ငရုတ်ကောင်းငရုတ်ကောင်းပင်လို့တော့မပြောနဲ့เนาะအဲ့တော့ငါဆိုတော့ငှုပင်ပေါ့အဲစသည်အပြင်အဲ့လိုမျိုးပေါ့เนาะအဲ့တော့အဲ့လိုမျိုးတွေလောက်ကြည့်ပါလားဒါကဥပမာအဖြစ်ပြောပြတာเนาะဥပမာဥပမာအဲ့တော့ကိုကကြာသာပိသားဖြစ်လို့ရှိရင် ပိနေပင်ပေါ့ပေါက်ပင်ပေါ့စသည်အပြင်အဲ့တော့ဗရောက်ပင်ပေါ့စသည်အပြင်အဲ့တလို့ဟာမို့ကြာသာတွေးနံနဲ့စတဲ့အပင်ကိုတွားပြီးရေလောက် အဲ့တလို့ဟာမို့လုတ်ကြည့်ဗျအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီအပင်မှာရှိတဲ့ယုတ်ကဇိုးကြီးရလဲယုတ်ခတွေဝါယုတ်ကဇိုးနတ်မင်းကြီးရလဲကိုကျေးဇူးတင်ပါအပေါ်သူကဘာကြောင့်လဲဆိုတော့သူ့ရဲ့အပင်ဒီပင်းသေးသွားသူနေလို့မရဘူးလေအဲ့တော့နောက်တစ်ပင်ပြောင်းအောင်မှာနောက်ထပ်ဘုံဘုံဘိမှန်တစ်ခုထပ်ပြီးတော့သူကရှားအောင်မှာတီဆောက်အောင်မှာနော်အဲ့ဒီအတွက်ကြောင့်အဲ့ဒီယုတ်ကဇိုးကြီးကမနေနိုင်ဘူးဗျကိုလာပြီးတော့အကူအညီပေးမှာပဲအဲ့တော့ယုတ်ကဇိုးကြီးကိုလည်းကိုကကြားအောင်ပြောမှာပေါ့လူလိုပဲပြောဗျာ နော်အဲ့တော့ကို့မိတ်ဆွေကိုကူညီအကူအညီတောင်းတယ်လို့မျိုးပြောကြည့်နော်အဲအဲ့ဒီအတိုင်းလေးလောက်ပါကဲဒီလောက်ပါပဲကျွန်တော်ကြော်စိမ်းဖမ်းပါနော်မားတော်ရှင်နဲ့ဝင်လာမိပါကဲဒီလောက်ပါပဲဟလားအဲ့ဒီအတိုင်းလောက်